ကျွန်တော်ဒီနေ့တွေ့တယောစာလေးတွေကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးတွေကို ရေးသားထားသူတွေကတော့ဆရာစီရုနဲ့ဆရာအဖျံကွေးလိုပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါရန်ဆရာစီရုဆရာအဖျံကွေးလိုဟာကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube channel ကို အားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းချမ်းမှာကြောက်ပါသေးဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် ပွင်းလန့်နှုံဖြာခိုးပေါ်တာဆွဲတာနဲ့တူအမေရိကန်ဆိုရပေါ်လစ်စီကိုဘလို့မြင်လဲစာစီအလုံးကိုကိုမတ်ရေမိကွန်ကကြက်လာပါပြီးတော့ကွအာချာချာမဟုတ်ဘူးစာစီရအရက်သားတွေးတွေးပြီးအရက်သားစကားပြောချလိုက်စမ်းပါဖားလေကိုကိုမတ်က TPS ဆိုတဲ့ဟာကြီးနဲ့ပတ်သက်ပြီးအစာမကြေလေထိုးလီအောင်ဖြစ်နေတာမှတ်တယ် ဟုတ်ပါစာစီရဟိုဘက်ရထဲကတော့ကြာဖမ်းမယ်စင်ဖမ်းမယ်လုပ်နေပြီအခုကြာတော့မှခွေးကြည့်ပါအောင်ပြုတ်လုပ်နေတာဥစ္စာအကြကြဒီဖြစ်စဉ်ရဲ့နောက်မှာနည်းနည်းလျှို့ဝှက်ချက်ရှိမယ်ထင်ပါတယ်ကိုကိုမှတ်ရေဟဲဟဲမဟုတ်ဘူးစာစီ US ဆိုရပြောပုံကညီမာပြည်ကြီးဟာတည်ငြိမ်အေးချမ်းမှုရလာပြီဖြစ်တဲ့အတွက်လीဟုတ်တော့ဟုတ်ပါတယ်မကြီးရော ကမ္ဘာဒီမိုကရေစီခေါင်းကိုင်ဖခင်ကြီးလေးဘာလီနဲ့မြန်မာပြည်ကြီးမှာဘုံမိုးတွေကလောက်ရွာနေတာတိတိကြီးဟာကိုရခိုင်ပြည်ထဲမှာကိုတလအတွင်းကျိန်40ကျော်ဘုံကျဲတာတဲ့စာစီရလူ40လောက်တေးပြီး80လောက်ဒဏ်ရာရတယ်တဲ့လီငါထင်ရတော့ USA ကအဲ့တဟာတွေကိုမတိလို့မမြင်လို့တော့မဟုတ်လောက်ဘူးဟာရှေးလူကြီးတွေပြောသလိုပြောရရင်သူတို့ကမျက်စိကြည့်နားကြည့်တွေလေကွာ အင်းလီတိတိချင်းနဲ့အခုလိုအေးချမ်းလာပြီးတင်မောင်လာပြီးလုံနေတာတော့အတော်နားလေရခတဲ့ကိစ္စအောင်မဲအဲ့ဒီခွင်ကို အပန်ရိုက်လိုက်တာကမဟာလာတို့စကမာတို့အုပ်စုပဲဟေဘာလဲစာစီ905နိုင်ကျင်းတွေလွတ်တဲ့ကိစ္စနဲ့အမှုဖွင့်ခံထားရလို့တိတ်ဆောင်နေသူတွေကိုလွတ်ငိမ့်ပေးမယ်ဟာလားဗျအေးလကွာ APP ရဲ့ထုတ်ပြန်ချက်မှာဆိုရမှာတော့ နိုင်ကျင်း3000ကျော်ဆိုတာဟာမဟုတ်ပါဘူးတဲ့ဟာအမှန်တကယ်လွတ်လာတဲ့နိုင်ကျင်းက900လောက်ပဲရှိတဲ့ဟာဟုတ်ပါစားစီရင်ကျုပ်ထင်တော့လွတ်လာတဲ့နိုင်ကျင်းမှန်သမျှကို ခံဝင်နေတကွာကြက်ဖို့ကိုပါတပါတဲ့ကြိုတင်မဲထဲခိုင်းသလားပဲဗျဖြစ်နိုင်တဲ့မှတ်ကြီးရလက်တလုံးကြီးမှပြေကို ရောက်နေတဲ့ဘီလာယုတမတဆိုတဲ့ဟာကြီးနဲ့တွေ့ဆုံပွဲမှာမအလာကြီးကပြောတဲ့ဟာ အမေရိကန်က TPS တွေပါဝင်ကမ္ဘာနိုင်ငံတည်တည်ကိုရောက်နေတဲ့မြန်မာတွေလည်းဒီဇင်ဘာမှာကျင့်ပမဲ့ရကပဆိုတဲ့ဟာကြီးကိုမဲထဲ့မဲ့ဆိုရင်နှွေးထွေးစွာကြိုဆိုဝမယ်စုကိုမလာလို့မြန်ဟန်တောင်မဆောင်ဘူးနော်စာစီလာတော့အဆွေးဆိုပြီးချိပင်နေတဲ့လက်ကြီးနဲ့ကန်းနေလိုက်ပုံများဟာဟာဟာအဲ့လကွာအမေရိကန်စိုးရကြီးကကောင်းငင်မော်ကစွန်တိုက်ပွဲကစားသလို့ ရှော့လိုက်တင်းလိုက်လုပ်နေတဲ့ policy မှာမာလာဂျီရိုစကမာအုပ်စုကြီးတော့ကာကနေဖြစ်တော်မယ်ထင်နေအဲ့တော့ကြာဇော်မဲလုံးကြီးပြောသလိုအဲ့ဒီကိစ္စကြီးရဲ့နောက်ွယ်မှာဘာညာပေါ့စားစီရအတတအောင်မေမောင်မကြီးတောင်မှတေတယုတ်တူ လုတ်တက်နေပါဘကောဟိုဝင်ဝင်နေဆုံးဓာတ်ရှင်ဇကားကြီးကိုရိုက်ကူးထားတဲ့ဒလိုက်တာရေးလုံကလည်းနားယူတော့မေဆိုတော့ခက်တာ နို့မို့ဆိုတက်ရှင်မင်းသားတင်းရဲ့ခန့်ရတာဟေဟေဘာလဲပွဲလန့်နှုံဖြာခိုးပေါ်တာဆွဲရာနဲ့တိုးဆိုတဲ့ဇက်ကားလားဟာ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 စေရူဘယ်စာကိုဘယ်နဝမောင်းတင်မနှုံတနေ့တနိုင်ကျွန်ုပ်ဒီလဲရန်ရှိအန်တီလက်ဖက်ရည်ဆိုင်တွင်ထိုင်ကကျောဘိုး၏ခလေးများလွယ်လျက်တင်နှမ်းမျိုးစုံလာတက်ကြသည်မြမမျိုးကောင်းသားသမီးများကိုကြည်ရင် စိတ်မတက်မတောဖြစ်မိ၏ကျွန်ုပ်တို့ငယ်စဉ်ကဆိုလင်းចောင်းပိတ်ချင်ရောက်ပါကလွဲကိုပြစ်ချပြီးစောင်းငားဆိုင်ပြေးကကတော့မဂဇင်ဝိထုစောင်းများငားကအိမ်တွင်ဖတ်သူကဖတ်ကဆက်ကလေးဖွင့်ပြီးတချင်းနောက်ထောင်သူကနားထောင်နေဇိန်ရှိလာပေ၏အာဂနာဝါဒနာပါသူများကလည်းဘောလုံးတစ်လုံးနဲ့ပေါင်းဖော်များနဲ့ဘောကံထွက်ကြ၏ယခုခေတ်ကလေးများမှာ ကြောင်ပီကျူရှင်ကျူရှင်ပီကြောင်သွားနေရသည့်ဂျာကအချားတင်နှမ်းမျိုးစုံအပြေးလောတက်နေရသည်မှာအမတန်စိမ့်မရှိပေသောဟုကျွန်ုပ်မြင်မိ၏ကျွန်ုပ်အိမ်နာကမောင်ဝတ်တုတ်ဆိုသောကလေးသည်ငါရန်ကြောင်သားဖြစ်၏နနေ့ရှင်းနာဤထိုးသည်နှင့်ကြောင်ကားကလာခေါ်သွား၏ညနေ့၃နာရီလောက်ကြောင်ကားကပြန်ပို့၏မောင်ဝတ်တုတ်ကြောင်ယူနေဖောင်းချုပ်ပြီးကြောင်ဝိုးဤလွေကကျူရှင်ပြေးရ၏ ကျူရှင်ပြီးသည်နှင့်တရုတ်စာတင်တန်းပြည့်တရာပြန်၏မောင်ဝတ်တို့အိမ်ပြန်ရောက်တော့6နာရီထို၏စနေတနင်္ဂနွေနေ့များမှာလဲသူခမညာမနာရခရာတီတင်တန်းရေကူးတင်တန်းအင်္ဂလိပ်စာတင်တန်းအိုလံပစ်တင်ချာတင်တန်းတွေတက်ရပြန်၏သူမိဘတွေကိုဒီရွယ်လေးနဲ့ဘာလို့ဒီလောက်တင်တန်းတွေပို့နေရသလဲဟုမေးကြည့်သောအခါအိမ်မာနေလဲဂိမ့်နေနေတာပဲလေဟုတတ် ကျွန်ုပ်တို့ရက်ွက်แท้ကစွတ်စွတ်ဆိုသောမိန်းကလေးသည် အထယ်ကျုပ်စက်ယုံတွင်လှုပ်လှုပ်၏။သူမသည်အသက်18နှစ်ကလေးကအထယ်ကျုပ်စက်ယုံဝင်လို့ရင်းယခုအသက်30ကျော်သည့်အခါစက်ယုံတွင်စူပါယာရူးပင်ရနေ၏။လှစာမှလည်းကောင်း၏။အနို့တော်လည်းစွတ်စွတ်မှလောဘရှိနေသေး၏။မြမပြည်တွင်အထယ်ချုပ်ရသည်ထက်ဂျပန်ပြည်၌အထယ်ချုပ်ရသည်မှမြတ်၏ဟု ခံယူထား၏။ အလုတ်ကထွက်ပြီးဂျပန်စာတင်နှန်းတက်ဤပတ်စပို့လို့ဤခက်တီကစွစုမှာအထည်ချုပ်ကျွမ်းကျင်တော်ညာဂျပန်စာတွင်မလိုက်နိုင် အခန့်ပညာရေးကလည်းရှစ်တန်းလောက်သာအောင်ထဤဂျပန်စာဤချင်းဆံမေးဝဲကိုစွစု6လတခါဖြီး6လတခါနဲ့၄ခါဖြီးတော်လဲအန်ဖိုးကိုမအောင်ယခုတော့စွစုစက်ယုံပြန်ဆင်းနေသည်ဟုကြားဤတလုံးကလည်းအညာမိသားစုတစု ရန်ကုန်ဆင်းလာပြီးတရုတ်စာတင်ကြ၏မိသားစုလိုက်တရုတ်ပြည်သွားကြမည်လားပေါ်မဟုတ် မိုင်းလောင်းမှာလစာကောင်းလို့အလောက်သွားလုံမလို့ဟူ၏အေယဝရီတိုင်းဘက်ကရန်ကုန်မှာဆက်ယုံလာဆင်းသည့်ကလေးမတယောက်ကလည်းကွန်ပျူတာတင်နှန်းတက်ပြန်၏သူတင်နှန်းတက်ပုံကအဆန်းတပတ်တွင်မှကွန်ပျူတာလက်ွက်ကျွမ်းကျင်စွာနှိပ်တက်အောင်တင်ပေးရမည်ဟူ၏ဘာလို့လုံမလို့လဲမေးသောအခါ အလောက်တော်မသိဘူးကွန်ပျူတာနှိပ်တက်ရင်လစာ30ရမှာဆိုလို့မျက်ဝရီတော့မလို့ဟူ၏ကျွန်ုပ်တို့မြမစကားတွင်ရေကြီးရာမျက်နှုရာဟူသောစကားရှိ၏လူတော်မက တရိတ်ဆန်မှာရေကြီးရာမျက်နှုရာရက်မှာနေထိုင်ကြ၏တည်ငြိမ်အေးချမ်းရမည်လွတ်လပ်ရမည်ဆံရည်စဘာပေါများရမည်အလောက်ကိုင်းနှင့်ခွင်လန်းပေါများရမည်ဤသို့မဟုတ်လင်အကျင်ရက်သည်အဖေမာရေကြီးပြီး မျက်နှူတော့မြည်နီရေမကြည်မျက်မနှူတော့တိုင်းပြည်ကိုစွန့်ခွာသွားကြတော့ဤလွန်ခဲ့သောနှစ်များအတွင်းပတ်စပို့ရုံများတွင်မြမလူငယ်များတယုံယုံနှင့်ဖြစ်ခဲ့ဤတင်လိုက်ရသည့်ထိုင်းစာ မလေးစာတရုတ်စာ ကိုရီးယားစာဂျပန်စာတင်နှန်းတွေမှာလဲတယုံယုံနှင့် GD TOFIN ELTS စသည့်အင်္ဂလိပ်စာတင်နှန်းကျောင်းတွေမှာလဲတယုံယုံနှင့် တူရဘာနိုင်ငံတွင် မျက်စိတငယ်နားတငယ်နှင့် စာတင်ရအလောက်လောက်ရမြည်ကိုနားလေတော်လဲရှစ်တူတဘိုးနောက်ကြည်တော်လဲကျိုးဆိုတဲ့ကဲ့သို့ရင်ဆိုင်နေရသောချိန်၌ကကျွန်ုပ်တို့မြန်မာလူမျိုးများဖို့မှကိုယ်နိုင်ငံကိုစွန့်ခွာနေရ၏။ဤပညာခေတ်ကြီး၌လူငယ်ပေါင်းကဤပညာနောက်တစ်ခေါက်ခေါက်လိုက်ပါသင်ယူနေကြစဉ်ကျွန်ုပ်တို့မြန်မာလူငယ်များမှသူများဘာသာစကားများကိုသင်အံကျက်မှတ်ရင်း အချိန်တွေကုန်လွန်နေရ၏လေရန်ဥထွန်းလင်းခြံလန်းရှိဘာသာစကားသင်တန်းမျိုးစုံစိုင်းပုံများနိုင်ငံခြားလုပ်ကံအေဂျင်စီစိုင်းပုံများကိုကြည်ရင်ကြောဘိုး၏ကလေးများနှင့်သင်တန်းလာတက်ကြသူလူငယ်ပေါင်းအားပေစာကိုဘဲနဝမောင်းတင်မတော့ဟုသာ မေးလိုက်ခြင်းတော့သည်တမုံအဖျံကွီး